ထိုင်းနိုင်ငံမှာ2026ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့နဲ့မတ်လ31ရက်နေ့မှာအလုတ်လုတ်ခွဲတက်တန်းပုံမဲ့မြန်မာလာအိုဗီယန်ရှစ်ပြောင်းအလုတ်သမားတွေကိုတနည်းတက်တန်းထပ်တိုးပေးမယ်လို့အလုတ်သမားဝန်ကြီးဌာနဝန်ကြီး Tree Not Trian ထောင်းကပြောပါရယ်။ထိုင်းဝန်ကြီးတွေကရှစ်ပြောင်းအလုတ်သမားတွေတက်တန်းတိုးရင်းနဲ့ပတ်သက်ပြီးမနေ့ကအစည်းအဝေးလုပ်ပြီးအတည်ပြုခဲ့ရပါထိုင်းနိုင်ငံရဲ့စက်ယုံအလုပ်ယုံတွေမှာအလုပ်သမားလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အတွက်ဝန်ကြီးအဖွဲ့ကသဘောတူခဲ့တာဖြစ်တယ်လို့အလုပ်သမားဝန်ကြီး Trinok ကပြောပါရယ်။ အလောက်ကရှာပွေဦးစီးဌာနညင်ကြားရေးမှုချုပ်စွန်ချိုင်းမော်ကော့စရီဝမ်ကလည်းနိုင်ငံသားသားလူသားတွေဟာသူတို့ရဲ့အလုပ်ငန်းခွင်တက်တန်းမကုံဆုံးမီမှာတက်တန်းတိုးဖို့ရှောက်ထားရမယ်လို့ပြောပါတယ်။2026ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့နဲ့မတ်လ31ရက်နေ့မှာအလုပ်လုပ်ခွင်တက်တန်းကုန်မဲ့မြန်မာလာအိုဗီယန်နရှစ်ပြောင်းအလုပ်သမားတွေဟာအလုပ်သမားဝင်ကြီးဌာနရဲ့တရားဝင်ကြေညာချက်တွေထွက်ပြီးရင်စတိုးနိုင်ပြီလို့လည်းဆိုပါတယ်။အလုပ်ရှင်တွေစက်ရုံအလုပ်ရုံတွေကတတ်မှတ်ထားတဲ့အချိန်ကာလအတွင်း ရှောက်လွာတင်နိုင်ဖို့စာရစာတမ်းတွေပြင်ဆင်ထားကြဖို့ကိုလည်းအတိပေးထားပါတယ်။အလုတ်ကိုင်းရှာဖွေရေးဦးစီးဌာန www.doe.go.th website ကတရင်းတွေကိုစောင့်ကြည့်ဖို့နဲ့ဘန်ကောက်မြို့အလုတ်ကိုင်းရုံနယ်မြေတစ်ကနေတစ်ဆင့်အထိပြည်တွင်းရှိအလုတ်ကိုင်းရုံတွေနဲ့အလုတ်သမားဝန်ကြီးဌာနဖုန်းနံပါတ်0936 line ခွဲ2ကိုခေါ်ဆိုပြီးအသေးစိတ်အချက်အလက်တွေကိုမေးမြန်းနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဌာနကမှာအော်တိုဘာလ16ရက်နေ့ကနေဆက်ပြဿနာအကြောင်းပြပြီး လူသက်တွေကိုဘက်ခေါ်ပန်းရောက်ကလုတ်ပေးမဲ့ရက်ကိုရွှေ့ဆိုင်းခဲ့ပါတယ်။အလုတမားဝင်ကြီးကအမျက်ဆုံးပြက်လုတ်ပေးမဲ့လို့ပြောဆိုထားပေမဲ့လည်းပြက်လုတ်ပေးမဲ့ရက်ကိုထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။အခုလိုဘက်ရာကြီးပိတ်ဆိုင်းထားချိန်မှာထိုင်းနိုင်ငံကိုနယ်စပ်တွေကနေတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကိုနေ့စဉ်နေပါဖမ်းဆီးခြင်းခံနေရပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာလည်းအထောက်ထားမရှိသူတွေကိုရှာဖွေဖမ်းဆီးရာတွေပြုလုပ်နေရကြောင်းတတိသားသွာလာကြဖို့ကိုလည်းရှေ့ပြောင်းအလို့သမားအရေးဆောင်ရွက်နေသူအချို့က migrate time ကိုအတိပေးပြောကြားထားပါတယ်။